coffee ကလေ coffee အရင်တော်တော်ကြိုက်တဲ့တည်းမှာပါ coffee ကိုမအဲ့လိုမျိုးပေါ့အဲ့လို americano black ဟိုကြိုက်ပိုကြိုက်တာပေါ့နော်ရှိခခအဟဲ့ဟဲ့ရှိခကအမှတ်အမှတ်ရဆုံးပဲဘာလို့ဆိုတော့အဲ့တော့ရှုတဲ့တညလုံးတနေ့ကုန်မှဟိုမနက် 10နာရီနေပြီးတော့ဟိုမနက်6နာရီတည်းအဲ့လိုရိုက်တဲ့ညရှိရဲ8တုံးကဆိုခု coffee ကိုတောက်တာအရန်တောက်တာ coffee ကအနံ့ကိုအရန်ကြိုက်တယ်ပြင်ငယ်ငယ်လေးကဟိုဖွားဖွားအိမ်မှာဟိုအဖေဘက်ကအဖွားအိမ်မှာပူကနေရဆိုတော့လေဖွားဖွားအမြဲအဲ့လို coffee coffee mix နဲ့ထမင်းကြော်နဲ့အဲ့လိုလောင်းမိမြဲစားအပူအဲ့လိုလေအခုအချိန်ကြီးလေအဲ့လိုစားရပေါ့နော်အဲ့အိမ်ကနေမမက်ရ coffee ဆိုရဲဟာကိုတိခဲ့တာပေါ့နော်အဲ့ဟာလေဟိုဖွားဖွားကတော့တဝဲတဝဲဘက်ကပေါ့နော်တဝဲအဲ့လို တောက်တာလားတော့မပြောတော့ဘူးเนาะဘွားအမြဲအလိုထမင်းကြော်ပဲပြောထမင်းကြော်ဆိုရင်ပြီးတော့ coffee mix ပြောတယ်သူပြောတဲ့ coffee mix ကအရင်ချိုရဲချိုချိုလေးဥမာလိုလောင်းပြီးထည့်ပြီးတော့စားအဘွားအဲ့အဲ့ရတာအရင်ကြိုက်တယ်အဲ့အဲ့တော့အဲ့ဒါကိုစားစားပြစ်သွားပါတော့အကျဉ်းတစ်ခုလိုဖြစ်သွားပါတော့အဲ့အဲ့လိုမျိုးထမင်းကြော်ရေးပါရှိလို့ရှိရင် coffee ရှိရေအဲ့လိုအဲ့လိုစားရောပြီးစားရကြိုက်တယ် ပိုးကပူစားရတဲ့နဲ့ထူဆန်းတယ်ပူကြိုက်တာလည်းဘယ်သူမှမကြိုက်ပိုးကကြိုက်တယ်လို့ပြောရင်အကုန်လုံးအဆွေငါတော့မကြိုက်ဘူးကျင်းသေးတယ်ဆိုပြီးတော့အမှတ်ချက်ချပြီးတာအိမ်မှာလည်းအဲ့လိုပဲပိုးကပိုးကရတာတိတ်မရှိရကြိုက်တာများတော့လေပူးကြိုက်တဲ့အစားဆိုရင်ဒီကလူတွေကမကြိုက်ဘူး confirm coffee ကလေ coffee အရင်တော်တော်ကြိုက်တဲ့တည်းမှာပါ coffee ကိုမအဲ့လိုမျိုးပေါ့အဲ့လို americano black ဟိုကြိုက်ကိုကြိုက်တာပေါ့နော်ပေါ့နွားနို့မကြိုက်ဘူးနွားနို့မကြိုက်တော့လို coffee ရမှာနွားနို့ပါတာတိတ်တိတ်မကြိုက်ဘူးအဲ့တော့တောက်လို့ရှိရင်လည်းအမြဲနေရ ice americano ပဲတောက်တယ်အခုတော့နည်းနည်းပြန်ပြီးလျှော့တာပေါ့နော်တန်ဆေးလိုပဲပေါ့အဲ့လိုတောက်နေနည်းနည်းများတယ်ကိုကလို့ဆိုင်းဆိုင်သွားလို့အေးလဲဘရောမမအောင် coffee ပဲအမြဲမှာပဲဆိုင်းသွားသွားအဲ့လို americano ပဲမှာဆိုတော့အဲ့တော့ကိုကကိုနည်းနည်း shop ပို့ကြိုးစားတယ်ဒါပေမဲ့ coffee အရင်ကြိုက်တယ် ရှစ်ရှစ်ခွက်အဲဟုတ်ဟုတ်တယ်ရှစ်ခွက်ကအမှတ်အမှတ်ရဆုံးပဲဘာလို့ဆိုတော့ကိုအဲ့တော့ရှုတဲ့တညလုံးတနေ့ကုန်မှဟိုမနက် ့10နာရီနေပြီးတော့ဟိုမနက်4နာရီတည်းအဲ့လိုရိုက်တဲ့ညရှိရဲ8တုံးကဆိုခု coffee ကိုတောက်တာအရင်တောက်လာဒါပေမဲ့8တုံးကကျတော့ဟိုအမေရိကန်တို့ပြန်မှောက်လို့မရအောင်ဆိုတော့လေဟိုဒီတိုင်းရိုးရိုး coffee mix ကိုဖြော်ဖြော်ပြီးတောက်တာဆိုအဲ့အမမရရ6ခွက်ပေါ့နော်6ခွက်လောက်တောက်ဖို့တနေ့ကဒါပေမဲ့ coffee ကတောက်ပြီးရင်းနေမှာတုံတဲ့တယ်မှာမပါဘူးအိတ်မပြောရပါလဲမရှိဘူးအဲ့တော့ food dog ကတိတ်နည်းနည်းအဆင်ပြေရင်းတုံနာကိုပဲ juice တူဖြစ်သွားလားဘယ်လိုလဲတော့မသိဘူးပေါ့နော် food အဲ့လိုလက်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 ဆိုပြီးအရင်အဲ့လိုမဖြစ်ဘူးကို အစားအရမ်းမစားတာနေ့တွေလောက်တော့အဲ့လိုနည်းနည်းများွားလို့ရှင်တော့ဖြစ်တာပေါ့နော်ဒါပေမဲ့ normally ဆိုတော့ဘာမှတိတ်မဖြစ်ဘူး အနက်အဲ့ပေါ့ကော်ဖီအနက်ကိုအရင်ကြိုက်တယ်ငငယ်လေးကဟိုဖွားဖွားအိမ်မှာဟိုအဖေဘက်ကအဖွားအိမ်မှာပူကနေရဆိုတော့လေဖွားဖွားအမြဲအဲ့လိုကော်ဖီကော်ဖီမစ်နဲ့ထမင်းကြော်နဲ့အဲ့လိုလောင်းမိမြဲစားအပူအဲ့လိုလေအခုအချိန်ကြီးလေအဲ့လိုစားရပေါ့နော်အဲ့ခရီးကနေမမေးရကော်ဖီဆိုရဲဟာကိုတိခဲ့တာပေါ့နော်အဲ့တော့တက်ကြည့်လာကြည့်လာအချိန်မှာဟိုမှာចောင်းသားတက်တဲ့အချိန်မှာလေညရယ်စားလောက်ရဆိုရှင်ကော်ဖီတောက်ရဆိုအဲ့လိုမျိုးဟိုလိုပြောရလေလူငယ်တွေကငငယ်လေးကကော်ဖီတောက်ရဆိုရဲဟာလေအဲ့လိုမျိုးမမေးရရှိရဆိုအဲ့ရနေစားပြီးကြိုက်လာတာအခုအချိန်ထိပဲပေါ့နော် ဒါပေမဲ့အရင်ကြိုက်လာတဲ့ဟာလေးကနည်းပြောင်းလာ mix ကနေပြီးတော့ cappuccino cappuccino အခုဆို americano ပဲတောက်တော့ရဲအဲ့လိုမျိုးလေးပေါ့အဲ့ဟာလေးဟိုဖွားဖွားတော့တဝဲတဝဲဘက်ကပေါ့နော်တဝဲအဲ့လိုတောက်တာလားမပြောတော့ဘူးနော်ဖွားဖွားအမြဲအလိုထမင်းကျော်ပဲပြောထမင်းကျော်ဆိုရင်ပြီးတော့ coffee mix ပြောတယ်သူပြောတဲ့ coffee mix ကအရင်ချိုရဲချိုချိုလေးဥမာလိုလောင်းပြီးထည့်ပြီးတော့စားအဖွားအဲ့ဟာအိတ်ရတာအရင်ကြိုက်တယ်အဲ့တော့အဲ့ဒါကိုစားစားပြစ်သွားပါတော့အကျဉ်းတစ်ခုလိုဖြစ်သွားပါတော့အဲ့လိုမျိုးထမင်းကြော်ရပါရှိလို့ရှိရင် coffee ရှိရအဲ့လို အဲ့လိုစရောပြီးစရကြိုက်တယ်။ပိုးကပိုးစားရတဲ့နဲ့ထူဆန်းတယ်။ပိုးကြိုက်တာလည်းဘယ်သူမှမကြိုက်ဘူး။ပိုးကကြိုက်တယ်လို့ပြောရင်အကုန်လုံးအဆွေငါတော့မကြိုက်ဘူးကြိမ့်တယ်ဆိုပြီးတော့အမှတ်ချက်ချပြီးတာ။အိမ်မှာလည်းအဲ့လိုပဲ။ပိုးကပိုးကရတာတိတ်မရှိရကြိုက်တာများတော့လေ။ပိုးကြိုက်တဲ့အစားဆိုရင်ဘေးကလူတွေကမကြိုက်ဘူး confirm ။အမ်ပိုးဘွားတဲ့အရန်အရန်အရန်အရေးပါတဲ့အစိပ်ပိုင်းတစ်ခုမှပါတယ်။ coffee sign ရယ် coffee ရယ်ပေါ့နော်။ ဟိုကအဲ့လိုမျိုးအဲကော်ဖီဆိုင်မှာသွားထိုင်နေရခံစားချက်ကိုအရင်ကြိုက်တယ်ကော်ဖီဟိုအဲ့လိုတောက်နေရခံစားချက်ကိုကြိုက်တယ်ဘူးအတွက်အဲ့ဒါကအဲ့လို healing ဖြစ်စေရဲ့အရာတွေမှာပါတယ်ဆိုတော့ကြိုက်တယ်အရင်အရင်အဲ့ဒါဘာနဲ့မှမတူဘူးအဲ့လိုအရင်တောက်ချင်တဲ့အချိန်မှာကော်ဖီတောက်လိုက်ရခံစားချက်ကဘာနဲ့မှမတူဘူးပြီးတော့အိမ်လမ်းထိပ်မှာဟိုကကော်ဖီဆိုင်ရှိရအောင်ဟိုကပူအမြဲအိမ်မှာတွေ့ကြရတယ်ပူအမြဲအိမ်မှာပဲတနေ့ကို၄နိုင်၅နိုင်လာသွားထိုင်ပြီးအဲကော်ဖီထိုင်တောက်နေအဲ့ဒါပူရဲ့ဒါပူဘွားရဲ့အဲ့လိုမျိုးဟိုအရေးကြီးရဲ့အရာတကူပေါ့ အအခုကလေပူနှစ်ခွက်သုံးခွက်ပေါ့နော်အပြည့်သွားပြည့်လို့ရှိရင်တော့စိုင်းနေခဏခဏတငယ်ချင်းတွေတော့ပြောင်းပြစ်တယ်ဆိုလို့ရှိရင်တော့လေးခွက်လောက်တော့တောက်ဖြစ်တာပေါ့နော်အခုကတော့လေးခွက်လောက်အခုကတော့အပူနှစ်ခွက်လောက်ပဲတောက်နိုင်အောင်စူးစမ်းရဲအခုဘာလို့ဆိုမိုးရသည်လည်းရောက်လာလေ Ice American ကိုတောက်ပြီးရွှေရှူပေါက်ချင်တယ်အဲ့တော့ကိုကိုထိန်းပြီးတော့တစ်ခွက်ကိုကြာကြီးကြာကြီးစိန်ပြီးတောက်တယ် တယ်ဟုတ်တယ်ကော်ဖီအေးဆိုရဘယ်လိုလဲကော်ဖီအေးကိုကြိုက်တယ်ကော်ဖီအေးကိုပူကြိုက်တယ်မိုးရတီမှာလည်းကော်ဖီအေးတောက်ချင်တယ်အေးရချင်မှာလည်းအေးရတောက်ချင်တော့အဲ့တော့ရှင်းပြီပေါ့နော်